ရခိုင်ပြည်နယ်မှာကျွန်တော်2014သကောင်စရဲအရာ3တပ်သမား3တပ်ရှိပါလူကြီးဒီလူကြီး3တပ်သမား3တပ်ထက်ကမွတ်စလင်က73တင်းရှိပါတယ်ရခိုင်ကသိန်း20ပဲရှိတယ်ဒါဆိုရင်ဒီရခိုင်သိန်း20နဲ့မွတ်စလင်73တင်းစလုံးနိုင်ပါမလားစဉ်းစားကြည့်ပါနော်ဒါကြောင့်မလို့ဒီလိုဗမာအစိုးရကကျွန်တော်တို့လူမျိုး2မျိုးမသိမြတ်အောင်သူတို့ဥပဒေတွေအရာရောလူမျိုးရဲ့အရာရောကျွန်တော်တို့တွေရောအမျိုးမျိုးရန်တိုက်ပေးနေတယ်ကျွန်တော်တို့အမျိုးမျိုးသွေးထိုးပေးနေတယ်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဒီမွတ်စလင်တွေကိုငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့လူမျိုးရေးဘာသာရေးအစွန်းရောက်တဲ့ကောင်တွေကတတ်ခဲ့ကြပြီအများကြီးတတ်ခဲ့ကြပြီအများကြီးလည်းသိဆုံးခဲ့ရပြီပါဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိနေပြီးတော့ကျွန်တော်တို့ရခိုင်သားတဲ့ခိုးနေတဲ့ကလပေါ့ဗျာဒီလက်ရှိနေကလကိုနှင်ထုတ်လို့ရလားဆိုတော့နှင်ထုတ်လို့မရဘူးဘာကြောင့်လဲ1988ခုနှစ်ကငါးမဲဆစ်စင်ရင်နဲ့ဥနေဝင်းနှင်ထုတ်ခဲ့ပြီဒါပေမဲ့ ဟင်တာစီမံချက်နဲ့ပြရေးဆွေးပြီးတော့ခေါ်ရတယ်။ဘာကြောင့်ခေါ်ရတာလဲ။သူတို့တွေဒီကျွန်တော်တို့မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာမွေးဖွားခဲ့တဲ့ဌာနေတိုင်းရင်သားဖြစ်နေလို့ကြောင့်ပါပဲ။အလုံးပဲတာလီဆိုပါ။ question နဲ့ရှင်းနေယူယူရှာနေတယ်ပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့ကျွန်တော်တို့ပေါ့နော်ကျွန်တော်တင်ပြသွားမယ့်ခေါင်းစဉ်ကတော့မူဆလင်ကင်းစင်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်စူးစီးတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီလက်ရှိနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်တွင်းမှာ မိတဲ့နေထိုင်နေကြတဲ့မွတ်စလင်တွေကင်းစင်ရေးဆိုပြီးတော့ဒီအာနာရှင်အစိုးရအဆက်ဆက်ဟာဘလို့လောက်ခဲ့တယ်ဆိုတဲ့ဟာလေးကိုကျွန်တော်အနေနဲ့စူးစီးသုံးသပ်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဒါဆိုကျွန်တော်တို့ဒီနေ့နေပြီးတော့ဒီနေ့လက်ရှိနေပြီးတော့မွတ်စလင်ကင်းစင်ရေးဆိုတော့အဲသူတို့ရဲ့သူတို့ရဲ့လက်ရှိနေတဲ့ policy အောက်မှာဘာတွေလောက်ခဲ့ကြလဲဆိုရင်နံပါတ်1နေပြီးတော့ငကားမဲဆက်စင်ရေးဆိုတော့ဒီကျွန်တော်တို့1900 88ခုနဲ့မှာပေါ့နော်ဒီလက်ရှိနေပြီးတော့ငဃမင်းစစ်စင်ရေးဆိုလို့သူတို့စပြီးတော့ဟုတ်ခဲ့ပါတယ်ဒီကဒီလက်ရှိနေပြီးတော့ငဃမင်းစစ်စင်ရေးကဘာမှစခဲ့တယ်ဆို1988ခုနဲ့ဖေဖော်ဝါရီလ17ရက်နေ့မှာကိုကေမူဌာနချုပ်ကိုဒီပေါ့နော်လက်ရှိနေပြီးတော့စိတ်ပျိုးရေးကြောင်းတဲ့ဂျီအဂျီဂိုဒေါင်တွေကိုဖွင့်လှစ်ပြီးတော့စစ်တွေမျိုးအနီးမှာစတင်ပြီးတော့ဆက်စစ်ခဲ့ပါတယ်အဲ့တော့ဆိုလိုတာကဒီလိုမျိုးပေါ့နော်ဒီစစ်တွေမျိုးကနေပြီးတော့စစ်တွေမျိုးကစစ်တွေမျိုးကစိတ်ပျိုးရေးကြောင်းတဲ့ဂျီဂိုဒေါင်တွေကိုဖွင့်ပြီးတော့ဌာနချုပ်အဖြစ် အဲဘောနော်ဒီလုတ်ခဲ့တဲ့ဒီဒီငကားမဲဆက်စင်ရေးဟာအဲအဲ့ဒီမှာနေပြီးတော့ဘယ်လောက်ထိကြမ်းတမ်းခဲ့လဲဆိုရင်ပထမအဆင့်ဒုတိယအဆင့်ဂျာ3လဂျာ3ဘတ်လောက်กว่าတာဘောနော်ဒီဂျာ3ဘတ်တာကာလမှာဘယ်လောက်ထိအဲဘောနော်ရက်ဆက်ခဲ့လဲဆိုလို့ရှိရင်အဲဘောနော်ဖိုပြလို့မရအောင်ကိုမရလောက်အောင်ကိုရက်ဆက်ခဲ့တာဖြစ်တယ်ဒီလိုရက်ဆက်ခဲ့တဲ့အတွက်ကြောင့်လဲဒီလိုမျိုးနေပြီးတော့လူမျိုးရဲ့အသွင်ဆောင်ပြီးတော့ဒီဖန်းစီမှုတွေဖြစ်လာတဲ့အတွက် မွ슬င်ရောရခိုင်အလျှော့ပါဘင်္ဂလားဒက်ရှ်ဖက်ကိုထွက်ပြေးသွားပါတယ်အဲ့တော့ဒီစစ်တွေမျိုးကစိတ်ပြိုရေးကြောင်းနဲ့ဂျီအီကြောင်းဂိုတောင်မှာဖွင့်လှစ်ပြီးတော့ကိုကေရေဌာနချုပ်အဖြစ်ဒီဖွင့်လှစ်ခဲ့တဲ့ပေါ့ဗျာဒီဖွင့်လှစ်ပြီးတော့လှုပ်ဆောင်ခဲ့တဲ့ဒီဂါမက်စစ်စင်ရေးကြောင်းရခိုင်ရောမွ슬င်ရောထွက်ပြစ်သွားကြရတာလေးကိုလည်းကျွန်တော်အနေနဲ့သိကြရပါတယ်။ဒါကြောင့်မို့လို့ဒီမြို့နယ်ရဲ့လူဦးရေစရင်ကိုတိတိကျကျရရှိဖို့အတွက် ဒီလိုပြုတော့ခက်ခဲလာတဲ့အချိန်မှာဒေသခံပြည်သူတွေပြန်လာကြဖို့အတွက်ကိုလည်းပဲဒီ1988ခုနှစ် AB လ26ရက်နေ့မှာကြုံညာရှိတစောင်းအဲပေါ်တော့အဲ့ဒီမှာအဲ့ဒီမှာကြုံညာရှိအမတ်1000 88နဲ့တစောင်းထုတ်ခဲ့တယ်နောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့1988ခုနှစ်မေလ9ရက်နေ့မှာပဲကြုံညာချက်အမတ်နှစ်မြင့်ဆောင်88ကိုတက ထုတ်ပြန်ခဲ့တဲ့အပြင်မိုလ်လဝီဆရာတွေနဲ့ဒေသခံပါတီဥက္ကဋ္ဌတွေအနောက်ပိုင်းစစ်ထနာရှုပ်တိုင်းမှုဘုံမှုချုပ် အမ်မင်းကောင်တော့ကလည်းပြီးတော့ရှင်းလင်းပြောကြားပြီးတော့ဒီထွက်ပြေးသွားတဲ့လူတွေကိုအစစ်စစ်ခံဖို့ပြန်လေဖိုက်ခိုခဲ့ရခဲ့တာလေးကိုလည်းဒီမှတ်တမ်းလေးမှာကျွန်တော်တွေ့ရပါတယ်ဗျအဲ့တော့ဒီအဲ့ဒီမှာနေပြီးတော့နောက်ဆုံးမေလ9ရက်နေ့မှာပဲဘူးတီတောင်မြို့နယ်အတွင်းကလူဦးရေအာဘောနော်ဒီအာတသောင်းအတသောင်းရှစ်ထောင်း၄၃၁ယောက်ကိုစစ်ဆေးခဲ့ပါတယ်အဲ့ဒီအဲ့ဒီနေရာမှာအမျိုးသား 368ရောက်အမျိုးသမီး286ရောက်ကိုသာ6ရောက်ကိုသာဥပဒေနဲ့မညီညွတ်ကြောင်းတွေ့ရှိခဲ့တဲ့အတွက်တရားစွဲဆိုခဲ့တာလည်းတွေ့ရပါတယ်ဗျအဲ့ဒီရှင်တော့ထွက်ပြေးသွားသူပေါင်းက3 3596ဦးဆိုတာလေးကိုလည်းတမိုင်းမှတ်တမ်းလေးမှာကျွန်တော်တို့ထပ်မံတွေ့ရှိရပါတယ်ဆိုတော့ဒီလက်ရှိ1988ခုနှစ်ဇွန်လ9ရက်နေ့မှာမုံတိုးမြို့နယ်မှာထပ်ပြီးတော့ဆက်စစ်တဲ့ခါမှာလူဦးရေပေါင်း အာဘောနော်တသိန်း25863ယောက်ကိုထပ်မံဆက်စစ်ခဲ့ပါတယ်ဒီဒီဆက်စစ်ခဲ့တဲ့အထက်ကမှဒီလက်ရှိနေတသိန်း25863ယောက်ထက်ကမှ58ယောက်ကိုသာတရားဆွေးဆိုနိုင်ခဲ့ကြတာကိုကျွန်တော်တွေ့ရပါတယ်ဒါဆိုရင်ထွတ်ပြေးတိန်ဆောင်သွားသူသွားတဲ့လူဦးရေစရင်းကိုအဲ့ဒီအဲ့ဒီငကားမဆက်စံရဲ့မှတ်တမ်းမှာကျွန်တော်တွေ့ရတဲ့လောက်ဆိုရင်8905ယောက် ရှိခဲ့တယ်ဆိုပြီးတော့မှတ်တမ်းတင်ထားတာကိုလည်းကျွန်တော်အနေနဲ့လစ်လာတွေ့ရှိခဲ့ရပါတယ်ဗျ။ဒါဆိုကျွန်တော်တို့နောက်ဆုံးစရင်ရှုပ်အနေနဲ့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ညွန့်နဲ့အလိုက်ထွက်ပြေးသွားသူစရင်မှတ်တမ်းကိုကျွန်တော်ပြန်ကြည့်လိုက်တဲ့ခါကျတော့မောင်တော်မြို့နယ်က9823ယောက်ဘူးတိတောင်မြို့နယ်ကကျတော့9354ယောက်ရသက်တောင်မြို့နယ်က1398ယောက်စစ်တွေက 9553ပောက်တိုးမြို့နယ်က2322ရောက်ကြောက်တိုးမြို့နယ်က1261ရောက်မြောက်ဦးမြို့နယ်က348ရောက်မင်းပြမြို့နယ်က900 962ရောက်စုစုပေါင်း3956630ရောက် ထွက်ပြေးသွားခဲ့ကြောင်းကိုအဲ့ဒီငဃမင်းစစ်စင် ရေးမှတ်တမ်းလေးမှာကျွန်တော်တို့ရှာဖွေတွေ့ရှိကြရပါတယ်။အဲ့တော့ဒီဒီငဃမင်းစစ်စင်ရေးမှတ်တမ်းမှာကျွန်တော်တို့ဒီလူဦးရေဆေးရပေါ့ဗျာလက်ရှိနေပြီးတော့3,500ရောက်ထောင်630ရောက်ထွက်ပြေးသွားတယ်လို့မှတ်တမ်းတင်ထားခဲ့တာလေးကိုကျွန်တော်တို့အဲတွေ့ရှိကြရတဲ့အတွက်ဒီငဃမင်းစစ်စင်ရေးနဲ့6လပေါ့ဗျာဒီကျွန်တော်တို့9လကျော်6လအကြာမှနေပြီးတော့ဟင်းသာစီမံချက်ဆိုပြီးတော့ ရေးဆွဲပြီးတော့ထပ်မံကိုကတာတွေ့ရတယ်။ဒါဆိုလို့ရှိရင်ဒီကျွန်တော်တို့နေပြီးတော့လက်ရှိနေပြီးတော့ဟင်းသာစီမံချက်ဖြစ်ပေါ်လာရတဲ့အကြောင်းရင်းကိုကျွန်တော်ပြောပြပါမယ်။အဲ့ဒီချိန်မှာဒီဒီမွတ်စလင်တွေကဒီလောက်ထိပေါ်တော့ဒီလူရဲ့3,500,630ရောက်ဒါဆရဲအရာပဲရှိပါသေးတယ်။မြေပြင်မှာဒီထက်မကပုံများနိုင်တယ်ဆိုတာလေးကိုလည်းအဲ့ဒီခဲအဲ့ဒီခါတုန်းကခုလက်ရှိအသက်သက်ရှိထင်ရှားရှိနေခဲ့တဲ့လူတွေရဲ့ပြောပြချက်အရာကျွန်တော်တို့သိရှိရပါတယ်။အဲနောက်ပြီးတော့ဒီအခုလေဒီစရင်ဟာဒါနေပြီးတော့စရင်ဇေယအတိုင်းပဲရှိသေးတယ်။ ဒီထက်မကထက်မှန်ပုံနိုင်သေးလို့တော့လည်းကျွန်တော်ထက်မှန်တွေ့ရှိရပါတယ်ခင်ဗျအဲ့တော့ဘာကြောင့်ဒီလိုမျိုးလောက်ရတာလဲဆိုတဲ့အခါဒီနဂါမစ်ဆဆန်ရဲ့ကြောင့်လူပေါင်းသိန်းနဲ့ရှိပြီးတော့ထွက်ပြေးတိန်ရှောင်သွားခဲ့ရတာသွားခဲ့ရပေမဲ့ပေါ့နော်အဲသွားခဲ့ရတဲ့ခါမှာဒီလက်ရှိနေပြီးတော့ကမ္ဘာကုလသမဂ္ဂနဲ့နိုင်ငံတကာလူ့အခွင့်အရေးကောင်စီလူ့အခွင့်အရေးအဖွဲ့အစည်းတွေကဥနေဝင်းကို PR ပေးလာတာကိုကျွန်တော်တွေ့ရတယ်ဒီလို PR ပေးလာတဲ့အတွက်ဒါနေပြီးတော့ဒါလူ့အခွင့်အရေးကို ရှိုးဖောက်ပါတယ်ဆိုပြီးတော့ကဘာကလည်းပြောလာတဲ့အတွက်နောက်ဆုံးမှတပြီးတော့ဥနေဝင်ဟာနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လက်မှတ်ရေးထိုးခဲ့ကြပါတယ်အဲ့ဒါကိုကျွန်တော်1988ခုနှစ်ဇူလိုင်လ9ရက်နေ့မှာတိန့်ဆောင်သူများပြလဲလက်ခံရဲ့သဘောတူညီချက်ဆိုတဲ့ခေါင်းစဉ်နဲ့အဲဒီသဘောတူညီချက်တရက်ကိုဘင်္ဂလားဒေ့ရှ်အစိုးရနဲ့လက်မှတ်ရေးထိုးခဲ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒီတော့ဒီသဘောတူညီချက်အရာ စီမံချက်တွေရေးဆွဲပြီးတော့ဇူလိုင်လ13ရက်နေ့မှာဟင်တာစီမံချက်ဆိုပြီးတော့ထုတ်ပြန်ကြေညာခဲ့တာလေးကိုလည်းပဲဒီသမိုင်းမှတ်တမ်းလေးမှာကျွန်တော်တွေ့ရပါတယ်။ဒါဆိုရင်ဒီစီမံချက်ကိုတာဝန်ယူပြီးတော့စုံရွက်ခဲ့တဲ့သူကဗဟိုအဖွဲ့ဝင်ဥက္ကဋ္ဌအဖြစ်ပြည်ထရှင်တော်ကပြည်ထရေးနဲ့သာသနာရေးဝန်ကြီးဌာနဝန်ကြီးဘုံမှုကြီးစိန်လွင်နဲ့အတွင်းရင်းမှုအဖြစ်ဒုဝန်ကြီးဦးခင်မောင်ကြီးတို့ကလည်းတာဝန်ယူခဲ့ကြတာကိုလည်းကျွန်တော်တွေ့ရပါတယ်။ဒါဆိုရင်ဒီ လက်ရှိနေ့1988ခုနှစ်စက်တင်ဘာလ15ရက်နေ့မှာစတင်ပြီးတော့ရခိုင်ပြည်နယ်ကမြို့နယ်အသီးသီးမှာလက်ခံရေးစခန်းပေါင်း14ခုဖွင့်လှစ်ပြီးတော့တကြိမ်မှာမွတ်စလင်2000စီကိုလက်ခံခဲ့တာကိုလည်းမှတ်တမ်းမှာတွေ့ရပါတယ်။အဲ့တော့ဒီလက်ရှိနေ့1988ခုနှစ်ဩဂုတ်လ31ရက်နေ့စတင်ပြီးတော့1980ဇန်နဝါရီလ9ရက်နေ့အထိပေါ့နော်ဒီအဲ့ဒီမှာနေပြီးစခန်းပိုက်သိမ်းခဲ့တဲ့အချိန်ထိလက်ခံခဲ့သူဥယျာဉ်မှာ9000 3543လောက်တော့ရှိခဲ့တဲ့ကြောင်းကိုကျွန်တော်တမိုင်းမှတ်တမ်းအရသိရပါတယ်။ဒါဆိုရင်ကျွန်တော်တို့ပထမတော့ကဒီလက်ရှိနဂါမဲဆက်ဆံရေးကြောင့်ထပြေးသွားသူပေါင်းက35630ဦးရှိတယ်လို့ဆိုထားတယ်။ဒါဆိုရင်လက်ခံခဲ့တဲ့ဥယေက9343လောက်ဆိုတော့ကျွန်တော်နှုတ်လိုက်တဲ့ခါကျတော့63000နဲ့63089ယောက်ကြန့်ရှိနေသေးကြောင်းတွေ့ရှိရပါတယ်ခင်ဗျာ။ ။ဒါကြောင့်မို့လို့ကျွန်တော်ဒီ2013 2014ကဘင်္ဂဒက်ရှ်နိုင်ငံတာအမတ်ကပြောခဲ့တာဖြစ်ပါတယ်။အဲကျွန်မတို့နိုင်ငံမှာရခိုင်ပြည်နယ်ဖွားမွ슬င်ပေါင်း9000ကျော်လောက်ရှိနေရှိနေသေးတယ်ဆိုပြီးတော့အဲသူနေပြီးတော့သူ့ရဲ့ဗတင်းစာရှင်းလင်းပွဲမှာကျွန်တော်တို့တွေ့လိုက်ရပါတယ်။ဒါဆိုရင်ကျွန်တော်ဒီမှတ်တမ်းလေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာလက်ရှိနေပြီးတော့မွ슬င်ကင်းစင်ရေးဆိုပြီးတော့ကျွန်တော်တို့လက်ဆက်အာနာရှင်အစိုးရတွေအဲဒီဒီဘာသာရေးအစိုးရလူမျိုးရေးအစိုးရ နိုင်ငံရေးအဆုံးရောက်တဲ့ကောင်တွေကလှုပ်ရှားခဲ့တာကိုကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်လက်ရှိသမိုင်းကြောင်းကိုပြန်ကြည့်လိုက်တဲ့အခါမှာဘလောက်ပဲလှုပ်နေပါစေသူတို့ဒီလှုပ်လို့မရဘူးဆိုတာကိုကျွန်တော်တွေ့ရတယ်ဒါကနံပါတ်1ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကလက်ရှိနေပြီးတော့ကျွန်တော်တို့ရခိုင်သားတဲ့ခိုးနေတဲ့ကလာပေါ့ဗျာဒီလက်ရှိနေကလာကိုနှင်ထုတ်လို့ရလားဆိုတော့နှင်ထုတ်လို့မရဘူး။ဘာကြောင့်လဲ1988ခုနှစ်ကငကမဲဆစ်စင်ရင်နဲ့ဥနေဝင်းနှင်ထုတ်ခဲ့ပြီးပြီ။ဒါပေမဲ့ ဟန်တာစီမံချက်နဲ့ပြန်ရေးဆွေးပြီးတော့ခေါ်ရတယ်။ဘာကြောင့်ခေါ်ရတာလဲ။သူတို့တွေဒီကျွန်တော်တို့မြန်မာနိုင်ငံရခိုင်ပြည်နယ်ထဲမှာမွေးဖွားခဲ့တဲ့ဌာနေတိုင်းရင်သားဖြစ်နေလို့ကြောင့်ပါပဲ။ဒါလေးကိုမိဘပြည်သူတွေတရှိသိထားစေချင်တယ်။အဲ့တော့နောက်တစ်ခါနံပါတ်2တရှိဒါဆိုလို့ရှိရင်ဒီကလောက်ကိုကျွန်တော်တတ်လို့ရလားလို့ကြည့်လိုက်။တတ်လို့လည်းမရပါဘူး။ဘာကြောင့်တတ်လို့မရတာလဲကျွန်တော်တမိုင်းကြောင့်ထောက်ပြပါမယ်။2012တောင်ကအဲကျွန်တော်တို့မတ်တီတာပြည့်အရေးခဲနဲ့တကြိမ်နောက်ပြီးလို့ရှိရင်ဒီကျွန်တော်တို့ဒီအာဘောနော်2013ဘောနော်ဒီ2013 မိုက်ထီလာအရေးခဲမှာတကြိမ်အဲကျွန်တော်ကလာတွေကိုအများကြီးတက်ခဲ့ပြီးပါပြီကျွန်တော်ပွန်ပွန်လေးလေးပြောရလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ဒီမွတ်စလင်တွေကိုငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့လူမျိုးရေးဘာသာရေးအစွန်းရောက်တဲ့ကောင်တွေကတက်ခဲ့ကြပြပြီအများကြီးတက်ခဲ့ပြပြီအများကြီးလည်းသိဆုံးခဲ့ရပြပြီဒါမဲ့တက်လို့ရလားမရပါဘူးတက်တဲ့ကောင်ကိုအရေးယူတယ်ထောင်ချတယ် ဘာကြောက်လဲကျွန်တော်တို့တွေအားလုံးဒီဒီကနေ့ဒီကဘာပေါ်မှာကျွန်တော်ကျွန်တော်တို့အားလုံးဒီဥပဒေအောက်မှာပဲနေရတဲ့လူတွေဖြစ်တယ်ကျွန်တော်တို့တွေမှာကျွန်တော်တို့သက်ဆိုင်ရာနိုင်ငံတွေမှာသူ့ဥပဒေနဲ့သူရှိပြီးသားဖြစ်တယ်ကျွန်တော်မြန်မာနိုင်ငံမှာလည်းမြန်မာနိုင်ငံဥပဒေအရာရှိပြီးသားဖြစ်တယ်ကဲဒါဆိုကျွန်တော်ကြံတဲ့နေရာတွေကိုတော့ကြံတဲ့နေရာဒေသတွေကိုတော့ကျွန်တော်မပြုတ်လို့တော့ဘူးကျွန်တော်တို့တောင်ကုန်းမြို့ကိုပဲကြည့်ကြရအောင်ကျွန်တော်တို့တောင်ကုန်းမြို့မှာတာဘလိလို့ခေါ်တဲ့ဖျားဖူးကပြန်လာတဲ့မွတ်စလင်၉ယောက်ပေါ့ဗျာ အာအဲ့ဒီမှာနေလို့ cast ပြရတဲ့ဆိုလို့ရှိရင်၁၀ရောက်ပေါ့ဒီ၁၀ရောက်ကိုတောင်ကုန်းမြို့မှာရဲရဲစစ်စစ်အဲစစ်သက်အာစစ်သက်ဝတ်သက်နွားသက်တလို့ရဲရဲစစ်စစ်တပ်ပစ်လိုက်တာကိုကျွန်တော်တွေ့ရတယ်ဒီလိုရဲရဲစစ်စစ်တပ်ပစ်လိုက်တဲ့အတွက်ပေါ့နော်အဲ့ဒီမှာဒီကျွန်တော်တောင်ကုန်းမြို့ကနေပြီးတော့အာမြို့မြို့ဒေသခါတော့မဟုတ်ဘူးဘယ်နေရလာကြတဲ့လူတွေလဲတော့ကျွန်တော်လည်းမသိဘူးဒါမဲ့ အဲ့ဒီမှာသူတို့လူ9ယောက်ကိုအဲ့ဒီမှာအရေးကြီးတဲ့9ယောက်ကိုအဲအဲ့ဒီချိန်တော့ကနေပြီးတော့အရေးယူခဲ့တာကျွန်တော်တွေ့ရတယ်တယောက်ကို1900နဲ့စီထောင်ရှားလိုက်တာလို့ကျွန်တော်တွေ့ရတယ်ဒါဆိုရင်ကျွန်တော်တစ်ချက်တော့ထောက်ပြပါမယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီလက်ရှိနေပြီးတော့ဒီလက်ရှိနေပြီးတော့အာနာရှင်တွေဟာကျွန်တော်တို့လူမျိုးစုနှစ်စုကြားမှာဒီပြစ်ဒဏ်ပေးတာတုံးမှခွေးရှားပြီးတော့ပေးတာကိုကျွန်တော်တွေ့ရတယ်အဲလူပေါင်းဒီပုတ်ပြလက်ဘာသာရေးဘာသာရေးဟိုပြိုးပွဲ ဖျောက်ဖို့ပေါ့ဗျာဒီလက်ရှိတာပလိလို့ခေါ်တဲ့ဒီသူတို့ဘာသာရေးစကားတပြည့်မယ်ဆိုလို့ရှိရင်တာပလိလို့ခေါ်တဲ့ဒီတာပလိကနေပြန်လာတဲ့မွတ်စလင်ဘာသာဝင်၉ယောက်ကိုဒီမွတ်စလင်လူမျိုး၉ယောက်ကိုကျွန်တော်တောင်ကုန်းမြို့မှာရေးဆက်ဆက်တတ်လိုက်တဲ့လူတွေကိုကြတော့1900နဲ့ထိပ်ပစ်ရှာတယ်စဉ်းစားကြည့်ကြပါနော်နံပါတ်၁စဉ်းစားကြည့်ကြပါဒါဆိုရင်ကျွန်တော်တို့လက်ရှိနေပြီးတော့ရေးရဆက်ဆက်ဗျာလက်ရှိဒီမသေမရှင်းတတ်လိုက်တာဒါဒီကျွန်တော်တို့တရားဥပဒေရပြုတ်မယ်ဆိုလို့ရှိရင်မသေမရှင်း ကြံစီပြီးတော့တတ်တာဆိုတော့အခါကျတော့ဒီလိုကြံစီပြီးတော့မသိမရှင်းသတ်လိုက်တဲ့လူတွေကျတော့1000နဲ့ပဲရှာတယ်စဉ်းစားကြည့်ကြပါနော်ဒါဟာနေပြီးတော့ဘယ်လောက်ထိကျွန်တော်တို့တွေကိုဘယ်လောက်ထိခွဲရှားလိုက်လဲကြည့်ပါဒါဆိုကျွန်တော်တို့တွေကိုလူမျိုးရေးဘာသာအဓိကရောဖြစ်အောင်လုပ်လိုက်တာပါပဲဒါဆိုဒီနေရာမှာမွတ်စလင်တွေသာဆိုလို့ရှိရင်သူတို့ဘယ်လောက်ထိထောင်ချမလဲအနည်းဆုံးသေတံတော့ပြင်ပေးလောက်ပါတယ်တကယ်လို့သာဒီကျွန်တော်တို့တောင်ကုန်းမြို့မှာတတ်ခံခဲ့ရတဲ့လူ၉ယောက်ဟာ ရခိုင်လူမျိုးဒါမှမဟုတ်လေဗမာလူမျိုးဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်တတ်တဲ့လူတွေကမွတ်စလင်ဖြစ်နေခဲ့မယ်ဆိုလို့ရှိရင်သေကြတယ်သေတံပြီးမှသေကြတယ်ဒါဘာလဲဆိုတော့ကလူမျိုးရေကျွန်တော်တို့ခွေးရှားလိုက်တာဖြစ်ပါတယ်ကျွန်တော်တို့တွေကိုဥပဒေကိုဥပဒေအတိုက်မသွားဘဲနဲ့ကျွန်တော်တို့တွေကိုရေးရဆက်ဆက်ခွေးရှားပြီးတော့ဆက်ဆံတာကိုဒါကျွန်တော်ထောက်ပြခြင်းဖြစ်ပါတယ်ဒီလိုဒီလိုစကားကိုပြောဖို့အတွက်ကျွန်တော်ဒီဘေကလာဆီယာမှာကျွန်တော်ပိုက်ဆံယူထားတာမရှိဘူးကျွန်တော်ဘေသူဆီယာမှာကျွန်တော်ပိုက်ဆံယူထားတာမရှိဘူးမှန်ကန်တဲ့လမ်းကြောင်းပေါ်ကနေရှောက်ပြီးတော့ အမှန်တရားကိုဖော်ထုတ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီ YouTube channel ကိုကျွန်တော်ထောင်တန်းချင်းဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဒီကကျွန်တော်ရဲ့ video channel လေးကိုဒီ YouTube channel ကိုကြည့်နေကြတဲ့မိဖပြည်သူတွေဟာအခုလောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စိတ်နဲ့သဘောထားကိုသိရှိပြီးသိရှိလောက်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့သုံးသပ်ကြည့်ကြအောင်ဒါဆိုလို့ရှိရင်လက်ရှိနေပြီးတော့ကျွန်တော်တို့ရခိုင်ပြည်တွင်းမှာနေတဲ့မွတ်စလင်တွေကိုတတ်လို့ရလားတတ်လို့မရဘူးတတ်ရင်ထောင်ချမယ်ဒါဟာနေပြီးတော့တရားဥပဒေပဲအဲ့တော့ကျွန်တော်တို့က လက်ရှိနေပြီးတော့ကျွန်တော်တို့မှာဘာကြောက်လဲကျွန်တော်တို့ကိုယ့်ဂျမာကိုဖန်တီးခွင့်မရခဲ့ဘူးကိုယ့်ဂျမာကိုဖန်တီးခွင့်မရှိဘူးမွတ်စလင်မှာလည်းကိုယ့်ဂျမာကိုဖန်တီးခွင့်မရှိသလိုရခိုင်မှာလည်းကိုယ့်ဂျမာကိုဖန်တီးခွင့်မရှိဘူးဒါဆိုရင်ကျွန်တော်တို့ဒီလိုကိုယ့်ဂျမာကိုဖန်တီးခွင့်မရှိဘဲနဲ့စဖနဲ့အောက်မှာပြပြမောက်နေရတဲ့ဒီလူနေဒီလူစုနှစ်စုဟာဒီညီနောင်တိုင်းရင်းသားတွေဟာဘာဖြစ်လို့ပြဿနာဖြစ်နေကြတော့မှာလဲကျွန်တော်တို့ကျွန်တော်လိုချင်တဲ့ပုံစံကအဲ့တော့ ဒီလူစုနှစုကပြည်ထောင်ဖြစ်တော့ပဲနဲ့ကျွန်တော်တို့တွေအားလုံးဒီညီညွတ်စွာနဲ့စစ်အာဏာရှင်စနစ်စိုးကိုကျွန်တော်တို့လာရမယ်တိုက်ခိုက်ရမယ်ကျွန်တော်ကိုယ့်ဂျမကိုဖန်တီးခွင့်ကိုရရှိဖို့အတွက်ကျွန်တော်တို့လူစုနှစုပူးပေါင်းရမယ်အဲ့တော့မွတ်စလင်မလည်းမွတ်စလင်တို့ဒီလေးပဲသမိုင်းတစ်ခက်လုံးအာဒီလက်ရှိစစ်အာဏာရှင်တစ်ခက်လုံးအာဖိနှိပ်မှုတွေအဲလူမျိုးရေးကနေပြီးတော့ခွေးထုတ်ပလိုက်တဲ့အဆင့်ထိပ် ရောက်တော့တော့ကျွန်တော်တွေ့ရဥပမာပြဒီကျွန်တော်1940ခုနှစ်တည်းကကျွန်တော်ပြီးတော့တင်ခဲ့ပါတယ်1948ခုနှစ်မှာနိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပေါ်အခြေခံဥပဒေအရလူမျိုးပေါင်း143မျိုးနဲ့ရေးဆွဲခဲ့တယ်ဒါပေမဲ့ဥနေဝင်က1984ခုနှစ်မှာလူဦးရေ6မျိုးရှော့ရှာလိုက်ပြီးတော့အဲနောက်ဆုံးမှာကျွန်တော်တို့တွေရဲ့ညီနောင်တိုင်းရင်းသားတွေကိုဖေးထုတ်လိုက်တာကိုကျွန်တော်တွေ့ရတယ်ဒီလိုဖေးထုတ်လိုက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့တွေဒီမဖြစ်တဲ့နဲ့ ပြဿနာတွေဖြစ်လာကြတယ်။ကျွန်တော်တို့မလုတ်တင်တာတွေကိုလုတ်လာကြတယ်။ဆိုတဲ့ခါကျတော့ကျွန်တော်တို့လက်ရှိနေပြီးတော့ဒီဒီမူဆလင်ကင်းစင်ရေးဆိုတဲ့မူဝါဒတွေဘလောက်ပဲရှာမှတ်နေပါစေ။ကျွန်တော်တို့တွေဒီဘလို့မှလုတ်လို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ရခိုင်ပြည်နယ်မှာကျွန်တော်2011သကောင်းစရေးအရာ၃တသမ၃တန်းရှိပါလူကြီး။ဒီလူကြီး၃တသမ၃တန်းထက်ကမူဆလင်က73တန်းရှိပါတယ်။ရခိုင်ကသိန်း20ပဲရှိတယ်။ဒါဆိုရင်ဒီရခိုင်သိန်း20နဲ့မူဆလင်73တန်းစလုံးနိုင်ပါမလား။ စဉ်းစားကြည့်ပါနော်ဒါဆိုရင်လက်ရှိနေပြီးတော့ဒီမူဆလင်73တိန်းနဲ့ရခိုင်တိန်း20ပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့မယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့2ပေါင်50လောက်ကြရပဲရခိုင်ပြည်နယ်ကိုကြမှာကိုဖန်တီးခွင့်ရတာသိကြပါပြီဒါကိုဗမာ အစိုးရသိတယ်ဗျဒါကိုဗမာအစိုးရကောင်းကောင်းသိတယ်ဒါကြောင့်မလို့ဒီလိုဗမာအစိုးရကကျွန်တော်တို့လူမျိုးနှမျိုးမသိမ့်မြတ်အောင်သူတို့ဥပဒေတွေအရာရောလူမျိုးရဲ့အရာရောတခြားဒီသူတို့ရဲ့သူတို့ရဲ့လက်ဝေခံဒီ မြစ်ကမ်းမျိုးရှိအဲနိုင်ငံရေးသမားနိုင်ငံရေးသမားအယောင်ဆောင်ကောင်တွေနဲ့ရောနောက်လို့ကျွန်တော်တို့လက်ရှိဘာသာရေးအမိကအမ်ဘာသာရေးတရားဟိုးနေတဲ့အဲ့ဒီမှာတာသနာအရေးရှောင်ထားတဲ့ကောင်တွေနဲ့ရောကျွန်တော်တို့တွေအမျိုးမျိုးရန်တိုက်ပေးနေတယ်ကျွန်တော်တို့အမျိုးမျိုးသွေးထိုးပေးနေတယ်အဲ့တော့ဒီလက်ရှိနေပြီးတော့မွတ်စလင်ထက်မှလည်းမွတ်စလင်အစွန်းရောက်လို့ရှိသလိုရခိုင်ထက်မှလည်းရခိုင်အစွန်းရောက်လို့ရှိတယ်ဆိုတော့ဒီလိုအစွန်းရောက်နှစ်ဖက်ကြားမှာကျွန်တော်တို့တွေက ဒီကျွန်တော်တို့အပြစ်မရှိတဲ့လူတွေကရက်တည်နေရတယ်ဗျဒီခါကျတော့ကျွန်တော်တို့ကဘာဘာနဲ့သွားတူလဲဆိုတော့မြန်မာစကားပေါ်ကပေးကြည့်လို့ကြမှာစားညက်တယ်လို့ဖြစ်နေတယ်အဲ့တော့ကျွန်တော်တို့မှာရန်သူက၃ဖက်ဖြစ်နေတယ်အဲ့ကျွန်တော်တို့နံပါတ်၁တစ်ဖက်သည်မွတ်စလင်အစွန်ရောက်အဖွဲ့စည်းတစ်ခုနံပါတ်၂ကရခိုင်အစွန်ရောက်အဖွဲ့စည်းတစ်ခုနံပါတ်၃ကဒီကျွန်တော်တို့တွေကိုလေဝါကြီးအုပ်ရှေလေခြင်းနဲ့ဗမာအစွန်ရောက်လူမျိုးကြီးဝါဒဗမာလူမျိုးကြီးဝါဒကျင့်သုံးနေတဲ့ အာနာရှင်ဆက်အစိုးရတကယ်ကြတော့ကျွန်တော်တို့ကဒီဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အစွန်ရောက်၃စုချာမှညက်နေကြတဲ့ကျွန်တော်တို့ပြည်သူပြည်သားတွေဒီကျွန်တော်တို့ဘာလုပ်ကြမှာလဲကျွန်တော်ငင်းငင်းကြမ်းကြမ်းနဲ့ရှစ်ရှစ်ကငယ်ရင်းနေနေနဲ့ကျွန်တော်တို့အရင်တုန်းကလိုမျိုးနေထိုင်ကြစေလိုတာကိုဒါကျွန်တော်ဆန္ဒပြုလိုပါတယ်ခင်ဗျာဒါကြောင့်မို့လို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုပေးနေကြတဲ့မိဖပြည်သူအပေါင်းတို့ဒီအားလုံးဒီကျွန်တော်တို့တွေဒီအဲမွတ်စလင်ဘာလူမျိုးပဲဖြစ်ဖြစ်ဘာဘာသာပဲဖြစ်ဖြစ်ကျွန်တော်တို့ မတူတာတွေဘေးကိုပဲတူတာလေးတွေစုပြီးတော့ကျွန်တော်တို့စီလုံးညီညွတ်စွာဖြင့်အမိမြန်မာနိုင်ငံတို့ကြီးကိုအဖရခိုင်နိုင်ငံတို့ကြီးကိုပြန်လည်တိဆောက်ကြပါစို့လို့ပြောကြရင်နှုတ်ခွန်းဆက်တာကတော့ပြပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ